ဒီနေ့မှတော့ဒေါ်ရီကပိတ်ဆံပြူကိုကောက်ရတဲ့အချိန်နဲ့ယူလာမိတဲ့တငယ်ချင်းနှစ်ယောက်ကသူတို့နောက်ကိုဘယားဘေးလိုက်ပါလာပြီးတော့ဘလို့ခြောက်လန့်မှုတွေကြိုးရအောင်လဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်လလဆာမှာတော့ပူပြေးချောထွေးလာတဲ့လူရသည်ရဲ့ဒီလက်ကြီးခြေလေးကိုတွေ့ရမှာဖြစ်ပါရဲ့။မိုးကောက်ရေရှတဲ့အတန်းကို အလူလဲခန်းစားနေရတဲ့ တေးလက်ဒေတာတို့မှာမော်တော်နဲ့မောက်ဖိလာလို့ခေါ်တဲ့လူငယ်သင်ငယ်ချင်းတစ်ယောက်ရှိကြပါသည်။သူတို့နဲ့ကငယ်စဉ်ကတည်းကနေတွားတူလာတူစားတူကစားပေါကစားပဲသင်ငယ်ချင်းတွေဖြစ်ကြပြီးတယောက်ကိုမြည်ရင်နောက်တစ်ယောက်ကိုပါတွေ့ရစမြဲဖြစ်ပါသည်။အခြေကတော့စပွားကြည့်သေးပြီးအခြေဖြစ်တော့လေကိပြီးကြဲကြီးတွေမှာမိကြီးတွေအဲ့ကွဲကရေငဲနေတဲ့လက်ဝင်းပြည်ကြီးကတိတ်ဆိတ်ချက်ကဲလို့နေခဲ့ပါသည်။ သူတို့နှစ်ယောက်ကတော့သူတို့မိသားစုစားဖိတ်နေရတဲ့ဖားရှာငါးရှာထွက်ကြဖို့ပြေးစင်းနေကြတာပေါ့ဟေးအောင်ဖေးလာမင်းပြေးစင်းလို့မပြေးသေးဘူးလားကွာမင်းကပူလာတော့မေးအခုတည်းမှတော်ကားကြမှာငိုမှသားရေမတို့ကအယောက်ကနေလှမ်းអော်လိုက်ပါတယ်ဧဘောကနေလွဲကူလွဲနေအစေးတဲလုံးနေတဲ့ဖေးလာကဧဘောကွာခဏလေးခဏလေးငါဓမီကြခဲနဲ့ငချောက်ဖို့လေးထုံးနေလို့ပါကွာ ဖီလာကလွယ်ဤကိုလွယ်ဤဒီဘောကနေတူးချီတင်ဆိတ်လာခဲ့ပါရဲ့မင်းရတယ်ကွာဘာရီမြအဲ့လောက်လောကြီးနေရလဲတောဦးကြီးကဘဲမှထမင်းပြပါဘူးကွာဖီလာကရံမော်ရေပြောလိုက်ပါရဲ့ဟဲ့အောင်တောဦးကြီးကထမင်းပြဘူးငါတို့တဲ့မင်းတို့ရဲ့အမျိုးတွေအရင်ရောက်သွားမှဘာမှကြားခဲ့မှမဟုတ်တော့ဘူးသူတို့လည်းတော်တဲ့ဝင်ပြီးတော့ဟိမဲရှာကြမယ်ဆိုတာမိမိတ်နေပြီလားတော်ကြလက်ဗလာနဲ့ပြန်လာရလိမ့်မယ်ဘော်ဒူကပြန်ပြောလိုက်ပါရီ ူတို့တို့အူဟာ၆သွေးနေတဲ့လက်ကွင်းပြည်ကြီးကိုဖျဲကျော်ပြီးတော့တော်တော်ဝင်ရှိရပဲစီကိုဥတီထွက်ခွာလာခဲ့ကြပါ යි ခီလာတဲ့ရှောက်မှာနှွေလိပူပူကတက်ခဲနေပြီးတော့တည့်ရွှေကျွေတွေကအေးထက်မှာဝဲပြာနေခဲ့ပါ යි လက်ကြီးကကြာတာပြီမဲ့လူငယ်တွေပြီးပြီးလေးနိုင်လောက်လမ်းလျှောက်ပြီးတဲ့အခါမှာတော့တွန်းတောက်ရဲ့အင်းများတဲ့ရိတ်အဝါသားကိုစတဲ့ခံစားလိုက်ရပါ යි ကြောက်ဆောက်တွေရှုံမြောက်တွေပေါ်ပြတဲ့ဒီတောက်တာကြီးဟာရမကန်တီတဲ့စံချောက်တွေရှိတာကြောင့်ဟိရွက်ဟိတီရှာပေးလို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရောက်သွားတဲ့ချိန်မှာတော့မုံတွေဟိသီဟိရွက်တွေကိုတခြားသူတွေကဥအောင်ခူးဆော့သွားကြပြီဖြစ်တဲ့အတွက်နေရာတော်တော်များများမှာခြေရာတွေနဲ့ဟိရွက်ခူးထားတဲ့အရာတွေသာကြံရစ်ပါတော့တယ်။အာတောက်ကျိုးနေငါပြောသားပဲကွာလခွားထဲမှာငါတို့နောက်ကျသွားပြီကြည်စမ်းဟိုတပွေးတော်မူကြမ်းကြီးတော့ဘိုးမသာအဲ့ဒါမင်းကြောင့်ပဲ တော့ဆိုငါတို့ဘလို့လုံးကြမလဲဒီတိုင်လက်ဗလာနဲ့ပြန်ကြမလားအဲ့ဒါလည်းမဖြစ်ဘူးဒါဆိုဒီတက်နေတဲ့တော်တဲ့ကိုဝင်ကြရအောင်ဘူသွားလူလာနေတဲ့နေအားဆိုရင်တော့ငါတို့လည်းတစ်ခုခုရှိအောင်မှာပါဒီလိုနဲ့သူတို့ညာဟာလူသူရပ်ပေါက်နေပါပြီးတော့တိပိကြီးတွေအိုဆဲနေတဲ့တောနဲ့တဲကိုဆစ်လက်ဝရောက်သွားကြပါတယ်တောနဲ့တဲရောက်သွားတဲ့ခါမှာတော့ထူချဆံပြပြီးလှပတဲ့ရေတကောစမ်းချောလေးတစ်ခုကိုတွေ့လိုက်ရပါတယ်ရေတကောဘေးပဝဲကျင်းမှာ ဝယုံဘေးတွေတိမ်ပင်ကြီးတွေအိုဆိုင်နေပြီးတော့နေခဲကြောင်တောင်ဖြစ်ပြီးမဲ့လေအနေငယ်မှောက်ရိပ်တန်းနေတယ်လို့ခံစားလဲရပါတယ်။ဒါပေမဲ့ရေကြီးကြီးလေးကိုနေလဲရတော့လူငယ်တွေပြီးပြီးအမောပြေကြီးကူးကြဖို့ဆိုပြလိုက်ကြပါတယ်။ဗီလာကခြေထဲကိုအရင်ဆုံးခိုဆက်လိုက်ပြီးတော့ဟေးအောင်လာနေကွာရေကအေးစိတ်နေရပဲ။မင်းရဲ့ခင်းရွက်တွေခဏလောက်ထားလိုက်စမ်းပါ။ရေရေကူးရအောင်။ကြားထဲမှောက်တို့ကတော့ဝေးစားဖို့ပါမလာခဲ့တာမို့ရေမချိုးတော့ပဲ နီနာမှာဟိမဲစာပေကိုထွက်လာခဲ့ပါတယ်။ရိုးတဲဆိုသူတို့ပဲမော်ဘီလာရဲ့အမေဒီတန်ထွက်လာခဲ့ပါတယ်။ဟေးအောင်ဒီကိုလာကြည့်စာကွာ။ဒီပေကြီးမှာပိတ်ဆံရီးကွာပိတ်ဆံကျွေးစီတွေအများကြီးပဲ။ဟေးဘောက်တို့လည်းအတန်ကြာလို့အပြေရွာသွားကြည့်လိုက်တဲ့အခါမှာတော့ကြည်မခန့်ညာတဲ့တိပေကြီးတပေရဲ့အကွဲကြောက်ပြီးအခေါ်ကြောက်ရီထဲမှာတကြက်တန်ငါးကြက်တန်ဆယ်ကြက်တန်စားတဲ့ပိတ်ဆံကျွေးစီတွေကိုစီစီကြီးထိုးစိတ်ထားတာကိုတွေ့လိုက်ရပါတယ်။ သူတို့ညကဝမ်းသာအားရနဲ့ကန်ကောင်းတာပဲဟေးကန်ကောင်းတာပဲ I'm so lucky ဒီနေ့တော့ဟိရမရလဲပိတ်ဆံရပြီကွာဟ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 ာသူတို့ညကတိတိမှစိတ်ထားတဲ့ပိတ်ဆံတွေကိုကြားကြမကြံခွာယူလိုက်ကြပါပိစာတွေကိုကြည့်တွေ့ကြည့်လိုက်တော့လေတော်တော်များများရတာမို့သူတို့နှစ်ကောင်ပျော်ရွှင်စားနေပေဝေးစုဖွဲယူလိုက်ကြပါရီဒီငွေတွေကငါတို့ဟင်းမဲရှာတာထက်တော့ပိုရသေးတယ်ကွာအေကအမေတို့အတွက်လဲစားစရာများကြီးဝယ်ပေးလို့ရပြီ ဲ့လိုပြောဆိုရင်လည်းကျင်းနေစွာအီပြန်လန့်ကိုဥတီလာခဲ့ကြပါသည်။ဒါပေမဲ့အပြန်လန့်ခီးမှာတော့ထူခြားမှုတွေစတင်လာခဲ့ပါသည်။နေဝင်ရီတရောချေရောက်လာတဲ့အခါဒီပြည်တွေတက်ခဲ့လာပြီးတော့ပရုချေတခုလိုတင်းစစ်ချောက်ခဲ့သွားခဲ့ပါသည်။ဗီလာဒီယာသူ့ရဲ့ကြောပြင်းမှာစိတ်ကနေအေးဆဲသွားပြီးတော့နောက်ကျောမလို့သလိုခံစားလဲရပါသည်။လဲကြည့်လိုက်တဲ့အခါမှာတော့ အရေးမဲမဲကြီးတခုဖြဲ့ကနေပြောက်ခွဲကားတာကိုမြင်လိုက်ရသလိုရှိပေမဲ့တိတ်ပေကြီးတွေပဲဖြစ်မှာပါလေလို့ဖြေသေးလိုက်ပါရင်ဟေးဖေလာဘာဖြစ်လို့ခဏခဏနှုတ်လဲကြည့်နေရလဲမသိဘူးကွာငါစိတ်တည်းမျိုးပဲအနောက်ကတယောက်ယောက်လိတ်လာနေသလိုပဲအမလီဘာကြီးတို့အရေးရဲ့ကွာဒီကြောင်မသားလက်ကင်းဒီကိုဖြဲ့သန်းနေစေမှာပဲကြောင်မဲကြီးတကောက်ဟာဝါခနဲ့တပ်ပြီးတော့ဖြဲ့ကျော်ခုတ်တဲ့သွားခဲ့ပါရီး ယမယူဆရာဆိုရင်တော့ခီးသွားနေတို့ကြောင်မြိုက်ဖြစ်သွားရင်နမိတ်မကောင်းဘူးလို့ဆိုကြပြီးမယ်သူတို့နဲ့ကောင်ကကြောက်စိကိုဖြေဖြောက်ပြီးတော့တုတ်ချိတ်တွေပြန်လာခဲ့ကြပါသည်ည9နာရီလောက်မှာရောက်ကိုပြန်ရောက်လာခဲ့ကြပါသည်ဘီလာအီပြာရောက်တော့သူ့ရဲ့မိကဟဲ့သားမင်းပြန်လာပြီလားမင်းနောက်မှပါလာတဲ့တငယ်ချင်းနှစ်ယောက်တို့ရောကောပြန်သွားချပြီလားဘီလာလည်းကြောက်သွားခဲ့ပါသည်အာမိကလည်းဘာလို့ဒါပြောနေရလဲဗျာ ါးနဲ့မောက်တို့မြောက်တယ်သွားတာလေဘဲကတငယ်ကြီးတွေပါလာရမှာလေဩအေးအေးငါမျိုးစိကမုံလေလို့မှားမိတာဒီမှာပါလေစိတ်တက်မထားပါနဲ့တော့အမေလူသူကရေရော်ရင်နဲ့မိအကိုညှိပြီးတော့အစ်ဖို့ပြောပါလေတဖက်မှာလည်းမောက်တို့ဟာအေးပြားရောက်ပြီးတော့ရေမိုးချိုးနေစင်ပါပဲအရှိသေးပေရေအောင်မှာလူရိပ်မဲမဲသိုးခိုးရှိနေတာကိုလှမ်းမြင်လဲရပါလေဟေးဘယ်သူလဲဟေးဘယ်သူလဲလို့အဲ့မှာရင်နေတာဖေလား မင်းမလားအဲ့လိုအော်မေးလိုက်ပြီမဲဘာသာမှပြမကြရပဲအရေးတွေပြောက်ွယ်သွားနေပါလေအိမ်မှာမွေးထားတဲ့ခွေးလေးကလည်းထူးထူးခြားခြားဦးသားရှိကြီးဆွဲပြီးဦးနေခတ်တာကြောင့်ဘုဒ္ဓတရားကျက်သိမ်းမွေးကြီးတွေထလာခဲ့ပါလေခမေစာဝိုင်းမှာမတို့ကသူ့ဖေကိုတော်တွေကရွလာတဲ့ပိတ်ဆံအကြောင်းပြောပြလိုက်တဲ့အခါသူ့ဖေရဲ့မျက်နှာဟာသူပြဲသူရောဖြစ်သွားခဲ့ပါလေဟေးကမင်းတို့ဘာလို့လိုက်တာလဲအဲ့ဒီပိတ်ဆံတွေက တစ်ပြစ်မှစိတ်ထားတာဟဲ့လားသွားပြီသွားပြီအဲ့ဒါမြေဝဲလက်မဲ့တွေကွာဗျာဘာလက်မဲ့လဲဘီအဲ့ဒါတောတောက်ဆောက်တရားစေတွေဝိညာဉ်တွေကသူတို့နေဖို့နေရာအတွက်ပယ်ရှင်ကိုအဖို့ကပေးထားတယ်မြေဝဲလက်မဲ့တွေကွာမေတို့ကအဲ့ဒါကိုယူလာတော့သူတို့ပိုက်တဲ့နေရာကိုဖျက်ဆီးလိုက်သလိုဖြီးပြီးဘောမေတို့နောက်မှာပါလာတဲ့အရေးတွေကအဲ့ဒီဝိညာဉ်တွေပဲဖြီးရမယ်အဖေဖြစ်သူကတို့လို့စွာနဲ့ပြောလိုက်ပါတယ်ထုံညမတော်မဖေလာတရားကို အေးရတဲ့မှာချတ်တုတ်တူနေပါတော့တယ်ပြီးတော့အိမဲလူလူတကယ်လူလူနဲ့အရှိကော့ပြင်မှာလူတို့ရောက်ထိုင်စကားပြောနေတာကို ကြားလိုက်ရပါတယ်မတော်ပိစာရီပြန်ပေးမတော်နေရာတွေပိစာရီပြန်ပေးအဲ့ဒီတာကြီးကတပြေးပြေးကျဲလောက်လာခဲ့ပါတယ်မဘီလာထားချလိုက်တဲ့ချိန်မှာတော့တုံမဲပွဲကောက်တဲ့မြေပွဲကိုတွေးလိုက်ရပါတယ်စပေဖာလာတဲ့မိမကြီးတယောက်မလို့တွေပြူထွက်နေတဲ့မိမတယောက်နဲ့လက်ပြီးချိုးနေတဲ့လူတယောက်တို့ဟာ သူ့ကိုဆဲကြည့်ပြီးတော့ဝါရိုပိုက်ဆံပြန်ပေးလို့အော်ဟိနေကြပါလေသူတို့ရဲ့ရုပ်တွေတွေကပုတ်ပွားနေပြီးတော့အလွန်ချောက်စရာကောင်းလာပါလေဝဖီလေကြောက်လို့လို့အစာတောင်ထွက်နေတော့ပဲဖြာနာကသတိလည်းမတဲဖြစ်သွားခဲ့ပါလေမော်ဒူတို့အိမ်မှာလည်းထူနီ၎င်းပါပဲဒီလိုတိတ်ခဲလာပြီးတော့အခေါင်ငိုးတွေလှုပ်ခါနေခဲ့ပါလေအေးရည်တဲ့မှာဒဇီတီရဲ့ချောက်လန့်တာပြီးဘိုးကျွေးစံတွေကြားနေရလို့အစာပါနေရောက်တညလိုမအေးရဲပဲ ဖျားစားပြီးရော့ဖဲနေခဲ့ရပါတယ်။နောက်တနေ့မနေ့အာယုတဲ့ချိန်မှာတော့မောက်တူရဲ့ဖေကဥဆောင်ပြီးတော့ဖေလောက်ကိုပါတော့ခေါ်ကထိုပိတ်ဆံတွေကိုမူလနေရာမှာပြန်ထားဖို့စီစဉ်ကြပါတယ်။မောက်ဖေလားခမညာတညတွေချီမင်နာရီ၆ကြပါပြီးတော့ဒူမမာတယောက်လို ဖြစ်နေခဲ့ရှာပါတယ်။လာရသားတို့အခုကြည့်စီပြန်ပြီးတော့သွားထားကြမယ်။အနာတမတောက်ပံပသပြီးတော့ပြန်ပြီးမှရမယ်။သူတို့ဖေကပြောပြီးတော့တော်တဲ့ကိုပြားဝေလာခဲ့ကြပါတယ်။ခုဆန္ဒက အဲ့ဒီနေရာကိုပြန်သွားတဲ့လမ်းမှာသူတို့လမ်းပြောင်းနေခဲ့ကြပါလေနေခဲ့ကြတော့ဖြစ်ပေမဲ့လေလမ်းတွေကမှားနေပြီးတော့မူလနေရာကိုရှောင်မတွေ့နေအောင်မျက်စိကွယ်ထားသလိုဖြစ်နေခဲ့ပါလေတော်တယ်မှာတနည်းကိုလှက်ပန့်သွားလာရင်လည်းညနေစာအုပ်မှာထိုတစ်ပင်ကြီးကို ပြန်တွေ့ခဲ့ကြပါလေသူတို့သူယောက်သားတစ်ပင်ချေမှာဒူးထောက်ထည့်ပြီးတော့ပိစာတွေကိုမူလနေရာတိုင်ပြန်လဲထိုးစိတ်ထားလိုက်ပါလေကျွန်တော်တို့နားမလည်လို့မှားမိတာပါကျွန်တော်တို့ရဲ့မိုင်းမြဲမှုတွေကိုလည်းခွင့်လွှတ်ပေးကြပါ ဒီနေရာကခမရတို့ရဲ့နေရာပါပဲမော်တော်ရဲ့ဖေကတောက်ပန့်စကားဆိုပြီးတော့စူတော်မီတာပို့တာပေးလိုက်ပါရင်အဲ့ဒီလိုလိုပြီးတဲ့အခါမှာတော့ဒီဒီတက်ခဲမှုတွေညိတ်သက်သွားပြီးတောဟုတ်ကြီးအားလည်းပကတိတိုင်အေးချမ်းသွားခဲ့ပါရင်အပြန်လန်းခီးမှလည်းဖြောက်ဖြူးစွာနဲ့ပဲရောက်ဖို့ပြန်ရောက်လာခဲ့ကြပါရင်အဲ့ဒီဖြစ်ပျက်ကတော့မော်တော်နဲ့ဖေလာတို့အတွဲတစ်ဆက်တာမိမိနေစရာတိတ်ကန်းစာတခုဖြစ်သွားခဲ့ပါရင်ကိုမေပိတဲ့ PC တွေအထူးသဖြင့်တိုးတက်တွေတဲ့က ပိတ်ရှိမဲလို့ထရတဲ့အရာတွေကိုဘယ်တော့မှမယူသေးတဲ့အကြောင်းမက်ဆီနဲ့မြင်မြင်ရတဲ့ပြရရောဂါသားတွေရှိနေတဲ့အကြောင်းသူတို့ကောင်ကောင်ကြီးနားလည်သွားကြပါတော့တယ်